ဟိုဘယ်လိုပြောမလဲဒီထက်မှဆိုလို့ရှိရင်ရုပ်ရှင်တကားဆိုလို့ရှိရင်ဒီကျွန်တော်တို့စိုက်တော့ကြတော့အဲ့လိုမင်းသားမင်းသမီးပေါ့နော်အဲ့လိုမျိုးဇက်ပုတ်ဆက်ရနေရိုက်ကြများတယ်အခုကြတော့မင်းသားတွေကြီးပဲ၄၅ယောက်နဲ့မင်းသမီး၄ယောက်နဲ့မြမပြည့်ဈေးခွက်ရပေါ့နော်အဲ့လိုရိုက်ကြတာတွေ့ရတယ်တွေ့ရတဲ့အတွက်လည်းဟိုဘယ်လိုပြောမလဲတော့ဒါကတော့ဟိုကောင်းမှုလုပ်ကြရတာထုံးရိုက်တဲ့ producer တွေအတွက်လည်းအားရှိလို့ကြာဆိုတော့ကျွန်တော်အဲ့အဲ့ပုံမှာတော့ဘာမှတော့မပြောလို့ပါဘူးဘယ်လိုပဲခေါ်ခေါ်မခေါ်ဖို့ဘောနော်ကိုယ့်ဘာကိုယ်တော့ တွေးထားမှာပေါ့ကိုဒါကတော့ကိုကတွေးထားမှာပေါ့ထက်အောင်အဲ့လိုပဲကျွန်တော်စိတ်ထဲမှာထားပါတယ်ခင်ရတော့ကျွန်တော်တို့အနုပညာသမားတွေအတွက်နောက်ထပ် application တစ်ခုထပ်ပေါ်လာပေါ့နော်နောက်ထပ်ဟိုဘယ်လိုပြောမလဲနောက်ထပ် company တခုထပ်တိုးတာလို့ခံစားရပါတယ်အဲ့ဒါမျိုးအဲ့ဒါကြောင့်မို့အနုပညာရှင်ကူစားလဲဝမ်းသာပါတယ်ခင်ဗျအဲ့လိုဒါဘယ်လိုများများပေါ်လေကျွန်တော်တို့အနုပညာသမားတွေအတွက်လုပ်ငန်းကိုင်ကိုင်တွေခုများလာမှာပေါ့နော်အဲအဲ့လိုပဲထင်ပါတယ်အဲ့ဒါကြောင့်မို့လဲ ီပွဲလေးတက်ဖြစ်တာပါဘာ။အခုဒီအရှိအရင်ရိုက်တဲ့ကားရဲ့မှာကျွန်တော်မပါလောက်သေးဘူးဖြစ်နေ။ဒါကျွန်တော်ကျွန်တော် guest တယောက်နေနဲ့ဖိတ်လို့လာတက်တာပါ။ကောင်းပါဗျာဒါကတော့ခေစီကြောင်ပေါ့နော်။ခေစီကြောင်ဒီလိုသွားတာကိုကျွန်တော်အရင်တော့ဆိုဖလင်ခက်သွားတော့ရုပ်ရှင်ဆိုဖလင်နဲ့ရိုက်ကြရလေ။ဖလင်နဲ့ရိုက်ကြရတဲ့ဆိုပေမဲ့ဒီအခုချိန်မှာအဲ့ဖလင်နဲ့ရိုက်လို့မရတော့တာ။အဲ့အဲ့လိုမျိုးပေါ့ခေစီကြောင်တစ်ခေပြောင်းလဲလာတဲ့ပုံမှန်မူတည်ပြီးတော့သွားရတာဆိုတော့အခုခေကလည်းကက်ဆက်ဟိုဘယ်လိုပြောမလဲကက် အရင်ကဆိုကတ်ပေါ့နော် digital ကတ်ပေါ့ပြီးတော့အခု application တွေပေါ်လာပြီဆိုကတ်အောင်ဘယ်လိုလဲဒါတော့ဘလို့တွေ့ကျောင်းလဲလာရေးစင်းကျောင်းအပေါ်မှာအနုပညာလောကသားတွေအတွက်ကိုဒီလိုတီထောင်ပေးတယ်လို့ပါပဲခံစားရပါတယ်ဟုတ်ကဲ့ဟုတ်မိုးပြင်းကတော့ writer ဥတေဖိနေပေါ့နော်ရိုက်တာပေါ့ဒါဖိနေရိုက်တော့ကျွန်တော်တို့တွေကတလတလကြော်ကြော်လောက်ကိုကန်သွင်းပြီးရရတယ်လို့ရရပါတယ်ပင်လည်းပင်မနဲ့သူလည်းတကယ်ကိုပင်မခံတယ်နောက်အဖွဲသားတွေအားလုံးကလည်းတကယ်ကိုစိတ်ပါလက်ပါပေါ့တော့ အဓိကခေါင်းတော့မကျွန်တော်ရဲ့အမမျက်ကြည်တီအောင်ပေါ့နော်ဘူးဆိုလဲတကယ်ဒီထဲမှာစိတ်ကောလူရောနှစ်ပြီးတော့ဟိုခါလိုက်တိုင်းတော့မှတချို့တချို့နေတယ်ဆိုလို့ရှိရင်တနေကုန်မပါဘဲနဲ့နောက်ဆုံးမှတစင်းလောက်ပါတော့မှပဲသူ့မှာလာရိုက်ပြီးရှာတယ်နောက်ပြီးတော့ shooting ဆိုလဲအဲ့လိုပေါ့အဲ့လိုပေါ့ဟိုအမဘုံပြင်ပင်သမီးတွေတော့ရောက်နေကြဗျာဝင်းဝင်းအဲအဲ့လိုမျိုးပေါ်တော့ shooting shooting စပြီဆိုလဲသူကပထမအစောဆုံးရောက်တာပဲ သူ့ကားလေးကိုရင်ဆမြန်ကျွန်တော်ဘလောက်ပဲဆိုဆိုသူကရှုတူစောစုံရောက်တယ်ပေါ့နော်ဒါသူ့ရဲ့ဒါဟိုဘယ်လိုပြောမလဲဆိုတော့ဟိုတရုတ်ဆောင်နဲ့လုံအလုံပုံမှာအတဘာရဲ့အတွေ့အကြုံရဲ့ထားရစိတ်အဲ့စိတ်ကိုလေးစားလဲလေးစားမိပါတယ်ဒီလိုမျိုးစိတ်ကြောင့်လဲကျွန်တော်တို့အမုန်းမြင့်ဆိုရဲဟာတစ်ခွက်သားလုံးလဲကောင်းလို့အောင်မြင်တယ်လို့လည်းပြောလို့ရပါတယ်ဟုတ်သားဟောဒါအပြစ်မှလည်းကြောက်ရတယ်အပြစ်မှလည်းမကိဘူးမကိဘူးပြောပါတယ် ။ဟောသာဒါဟိုဇကာလည်းမှလင်မယားဖြစ်လို့ပေါ့။အပြင်မှာလည်းကို့အမတယောက်လို့ပညာသင်ပညာရှင်တယောက်လို့လည်းလေးစားလေးစားတယ်။ချစ်ကြောက်อยู่သေးပါပဲ။ဒီဇကာလည်းမှလည်းရိုက်တဲ့အခါကျတော့ကိုကဟိုအလိုလိုနေကိုသိရမလား။ကိုကအဲဒဲဟိုသူ့သူ့တော့ကိုဆိုအဲဒဲဖြည့်စည်းပေးရတဲ့လူပေါ့။ဖြစ်ချင်တဲ့လူပေါ့။သူ့ဖြည့်စည်းပေးကဖြစ်ချင်တဲ့လူဆိုတော့ကိုကလည်းအဲ့စိတ်လေးကိုမွေးရတယ်။နောက်ပြီးတော့ အော်တိုပေါ့နော်ဒီအမားတွေကကျွန်တော်ပြောစရာကျွန်တော်အရင်ကမူးထည့်စရာမလိုပါဘူးတို့တို့မျက်လုံးလေးကိုကြိတ်တယ်ကိုကမူးဝင်သွားပြီနောက်ပြီးတော့အခုလိုပေါ့နော်အမုံမြစ်ကိုကျွန်တော်အခုလိုပေါ့အားလုံးကအခုအမုံမြစ်ကြည်နေကြတဲ့အချိန်မှာဆက်လက်ပြီးတော့အားပေးပါအောင်လို့ဘာဖြစ်လို့ဆိုတော့နောက်ပိုင်းနောက်ပိုင်းကတကယ်ကျွန်တော်တို့ဒီထက်မကကြိုးစားထားတဲ့အမှုပညာရတာမြောက်တဲ့ဟာတွေကိုပြင်သက်တွေထပ်ပြီးခန်းစားမှာပါလို့ ဆက်လက်ပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်ခံစားမိရတယ်ကျွန်တော်ကျွန်တော်ကတော့ရိုက်တဲ့လူအမှုပညာတွေတယောက်အနေနဲ့ကြည်လာပါတော့ကျွန်တော်ပိဋကတ်တွေနဲ့အခုကြည့်ရပိဋကတ်တွေပြောသမျှတော့ဒီဟာအပြင်မှာလည်းရှိရယ်သဘာဝလည်းကြားတယ်အဲ့လိုပြောကြတာများတယ်များတော့ဒါဒီဒီကားလေးကတကယ်ကိုသဘာဝကြကြလေးနဲ့တော့အပြင်မှာတကယ်ကိုရှိတဲ့ပုံစံလေးဖြစ်နေတဲ့အခါကျတော့ဒါကျွန်တော်တို့အတွက်ပို့ပြီးတော့တရုပ်ဆောင်ရချိနဲ့ရတာပေါ့ဗျာမဟုတ်လို့ရှိရင်တရုပ်ဆောင်တာတောင်းတာ ပြဆက်လို့ဖြစ်မှလည်းကြောက်ရတယ်ဟလာဆန်လုတ်ပြီးတရုတ်ဆောင်တာဖြစ်မှာအခုဒီအမုန်းပြနေရကြတော့ဒီရတမြအောင်လို့ကိုဘကလည်းကိုတာဝန်ချီသွားလည်းတရုတ်ဆောင်စူးစားထားပါတယ်ပြည်သက်ကြည့်လည်းအားပေးပါလို့ပြောလို့ပါခင်ဗျာအဲဘာမှပြောလို့မရတော့ဟုတ်တယ်ဒါရှူတင်ရောက်ပြီးတော့အဲ့ချိန်ကလည်းကျွန်တော်အမုန်းပြရိုက်တဲ့ချိန်အရန်ပူတဲ့ချိန်ရက်တောင်တပြန်းပြန်းနဲ့တားကလည်းအဖေကိုဆဲနေအဖေကရက်တောင်ခတ်ပေးတယ်အပြစ်ပါမကီရလာအကြီးအကျယ်ပြောနေရင်ရတော့ခပ်ပြချွေးတော့တော့တော့ကြတယ်အဲ့လိုမျိုးပေါ့ ဟိုအပြင်မှာတည်းမူးရနေတော့တိတ်မှုတဲ့စရာမလိုဘူးပေါ့နော်ဒါပေမဲ့တရားဦးကလည်းသူ့ဉာဏ်နဲ့သူတော့ဒီအခုကားမှာတော့အရန်ကောင်းတယ်လို့ပြောမှာပေါ့နော်နောက်ပိုင်းမှာလည်းတော်တော်လေးဟိုကောင်းလာပါတယ်ခင်ဗျာနောက်ပိုင်းနောက်ပိုင်းကျွန်တော်ရိုင်းရိုင်းရိုင်းအစ်စ်နေဖြည်း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 ဟိုကောင်းကောင်းလာတယ်ကောင်းလာဖို့ပဲရှိပါလားအဲ့တော့ပြည်သက်ကြီးတဲ့မယိုးမယိုးမယိုးအီတော့ပါဘူးဟုတ်ကဲ့ကျွန်တော်တော့အဲ့ဒါတော့လေး ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဇက်ကိုကိုကိုလည်းအားရတဲ့ကားတွေရှိတယ်လို့ပြီးတက်ကလည်းအရန်ကိုကျွန်တော်တယောက်ဆောင်တဲ့အခါမှာတချို့ကားတွေပေါ့ကားတိုင်းတော့မဟုတ်ပါဘူးတချို့ကားတွေမှာအရန်အားကျင်းတဲ့ကားတွေရှိပါဒါပေမဲ့လည်းအကယ်ဒမီကတော့လက်ကြီးတာပေါ့နော်ပြောရမယ်ဆိုတော့ဟိုဘယ်လိုပြောမလဲကိုကိုကိုရိုက်တမျှကားတိုင်းကိုတယောက်ဆောင်ကောင်းတမျှကားတိုင်းရုပ်ရှင်ဖြစ်ပါစေလို့ပဲဆုတောင်းအောင်ပါတော့အဲ့လိုပဲဆိုဆုတောင်းအောင်ပါတော့အဲအဲ့လိုဆုတောင်းမှလည်းဖြစ်မှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရ